ပြည်ပတင်ပို့မည်စိုက်ပျိုးရေးထွက်ကုန်အချို့ကိုအလိုလျောက်လိုင်စင်စနစ်ဖြင့်ခွင့်ပြုမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်ဘေးရလွန်ပို့ကုန်လုပ်ငန်းတွေအဆင်ပြေချောမွေစွာဆောင်ရွက်နိုင်ရှိပို့ကုန်လိုင်စင်ဥစွာရှောင်ထားပြီးမှစီစစ်ခွင့်ပြုတဲ့စနစ်မှအလိုလျောက်လိုင်စင်စနစ်နဲ့ပြောင်းလဲခွင့်ပြုရမှစိုက်ပျိုးရေးထွက်ကုန်အချို့လည်းပေါင်းဝင်ထဲလို့သိရပါတယ်။ ကုံတွဲရေးဦးစီးဌာနအနေနဲ့ကုံတွဲရေးလုပ်ငန်းတွေစနစ်တကျဆောင်ရွက်နိုင်စေဖို့ပင်လယ်ရေချောင်းနယ်နယ်စပ်ကုံတွဲရေးစခန်းတွေကတင်ပို့ရဲကုန်စည်အလုံးကိုပို့ကုန်လိုင်စင်လျှောက်ထားပြီးမှသာတင်ပို့ခွင့်ပြုနေထားဖြစ်ပြီးအခုထုတ်ပြန်လိုက်တဲ့အလိုလျောက်လိုင်စင်စနစ်နဲ့ခွင့်ပြုမဲ့ကုန်ပစ္စည်းအမျိုးမျိုးတွေထဲမှကျတွန်ဖြူကျတွန်နီးနဲ့ပဲမျိုးစုံစံပြောင်းနှံစားပြောင်းပန်းချုံစီထွက်တိနန်းတွေပါဝင်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် လက်ရှိပြောင်းလဲကျင့်သုံးမဲ့လိုလျောက်လိုင်စင်စနစ်ကပို့ကုန်သွင်းကုန်လိုင်စင်တွေကိုကုန်သွယ်ရေးဦးစီးဌာနကစီစစ်ဖို့မလိုပဲစနစ်ကလိုလျောက်လိုင်စင်ထုတ်ပေးတာဖြစ်ပြီးအဆိုပါစနစ်ကိုဂျွန်လ15ရက်မှစတင်ကအောက်ကုန်လ33ရက်နေ့အထိဆောင်ရွက်ခွင့်ပြုသွားမယ်လို့သိရပါတယ်ရှင်